အားလုံးပဲမင်္ဂလာပါ။ရေဝရှန်လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဂျွန်လ14ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေကိုတီပေးပြောကြားစရာသတင်းတစ်ခုရှိပါတယ်။ကျွန်တော်ပြီးခဲ့တဲ့ဂျပန်အတွင်းမှာကျွန်တော်တို့ PL နဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေပြစ်ချနိုင်ခဲ့တဲ့ GF70 တိုက်လီရှင်ဒီတိုက်လီရှင်ကိုပခုံးထမ်း man pat offense နဲ့ပြစ်ချလိုက်တယ်လို့ကျွန်တော်တို့ American စေတုတေတူရဲ့ထုတ်ပြန်ကြေညာချက် ဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကိုတင်ပြပေးမှာပါကျွန်တော်တို့ဒီနေ့စစ်ပွဲတွေမှာဒါတရုတ်ဟာကျွန်တော်တို့ပြည်တွင်းစစ်ကိုစတင်ပြီးမှုခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်မိဘတွေနဲ့အတူတူစနေသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်2015ခုနှစ်မှာဒါတရုတ်ဟာလက်ရှိစစ်ကောင်စီကို ဒါကျွန်တော်တို့ဒါ JFMT တိုက်လေရှင်တွေစက်တစင်းရောင်းချခဲ့တယ်။ဆိုတော့ဒီကာလတွေအတွင်းထဲမှာကျွန်တော်2018ကနေပြီးတော့2021မှာပြီးသက်ပေးပို့ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီ JFMT ဗတ်စုံတုံးတိုက်လေရှင်ဟာဒါလူတယောက်စင်းလင်းမောင်းနှင်နိုင်တဲ့ကမ္ဘာဈေးကွက်မှာကျွန်တော်တို့ပြင်သစ်အမေရိကန်ရုရှားစတဲ့ ဈေးကွက်နဲ့အတူတူရှင်းပြိုင်နိုင်မယ်လို့သူတို့တွေက မျှော်လင့်ထားကြတာပါဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့အမေရိကန်သုတေသီတွေစီးကျွမ်းကျင်သူတွေကဒါကိုအခြေခံပြီးတော့ကျွန်တော်တို့ PLA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေပြချခဲ့တဲ့တိုက်လေရှင်ဟာပခုံးထမ်းမန်ပတ် FNCS မျိုးစားနဲ့ပြချခဲ့တယ်လို့သူတို့ရဲ့ဖော်ပြချက်မှာတွေးရှိခဲ့တဲ့အတွက်ကျွန်တော်ဒီဘက်တွေပြန်လဲပြီးတော့ sharing ပြုလုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ ရမဦးစွာတယုတ်ကနေပြီးတော့ပန်ပိုးပေးနေသည့်တိုင်အောင်အကျန်းဖတ်အုပ်စုဟာကျွန်တော်တို့ဒါတိုင်းရင်သားတော်လန်သောနေမြေအသီးသီးစစ်မနာပြင်အသီးသီးမှာမရှုမလအရှက်တခွဲရှုံးနေနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်သူတို့တွေဘလို့မှနလန်မထူနိုင်တော့ဘူးဆိုတာကိုလည်းပဲကျွန်တော်တို့တော်လန်ရေးရဲ့2021အစမှသည်အခု2025ရောက်တဲ့အချိန်ထိကျွန်တော်တို့ထင်ထင်ရှားရှား တွေ့နေပြီးသားဖြစ်တယ်။ဒါဆိုရင်တော့မင်းအောင်နိုင်ဟာပြူလဲနေပြီးရှုံးနေနေတယ်ဆိုတာထက်တရုတ်ရှုံးနေနေတာတရုတ်အဆက်ကွဲသွားတာပို့ပြီးတော့ပေါ်လွင်ခဲ့တာပါ။နောက်ဆုံးကျွန်တော်တို့ပြချနိုင်ခဲ့တဲ့ GF70 တိုက်လေရင်ပြကြသွားပြီးနောက်ပိုင်းမှာတရုတ်တတော်လေးကိုအရှိုက်ကိုထိသွားတယ်လို့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တွေမှာတွေ့ရတယ်ဗျ ဆိုတော့ဒီသတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်မိသားစုကိုအတိပေးပြောကြားချင်တာကဒီတော်လန်ရေးမှာကျွန်တော်တို့ဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့တိုက်လီရှင်ကိုကျွန်တော်တို့ဘယ်တပ်ဖွဲ့ဝင်ရပဲဖြစ်ဖြစ်ကျွန်တော်မိဘပြည်သူအားလုံးရဲ့ဝင်းရဲ့ကိုညီမှုကြောင့်သာလျင်အခုလိုမျိုးဒါကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာဒီလိုတိုက်လီရှင်အမျိုးအစားအစုံစနစ်စီးထိပစ်ချနိုင်တာတွေ့ ဆိုတော့ကျွန်တော်တို့ဒါဇက်ကစစ်တိုင်းဌာနချုပ်ကြီးတွေပြီးတော့ရေတက်စစ်ဌာနချုပ်ကြီးလေချောင်းရံကာကွယ်ရေဘျူဟာဂုံးလိုမျိုးစခန်းအကြီးကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖွဲ့ချင်းစီကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်မိဘပြည်သူတွေကြောင့်ဆိုတာကိုကျွန်တော်အမြဲတမ်းတင်ပြနေတတ်ပါတယ်ဟုတ်ပြီဒါကဒီနေ့ကျွန်တော်မိဘပြည်သူတွေဒါဝင်းကူညီမှုနဲ့ ။နောက်ပြချနိုင်ခဲ့တဲ့ JFMT တိုက်လေရင်ပြန်လဲပြီးတော့အသက်သွင်းပြီးတော့ကျွန်တော်တင်ပြနေခြင်းကပထမအရှိတွေမှာဒါ PLA ရဲ့ပြချမှုဆိုတော့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တွေတွေ့ရတယ်ပြီးတော့5ဆက်လက်အမျိုးအစားနဲ့ဝေဟင်းမြေပြင်ပြတဲ့ဆက်လက်မျိုးအစားနဲ့ပြခတ်ခဲ့တယ်ဆိုတော့ဒါသုံးသပ်မှုတွေလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီကြားထဲမှာမှာကျွန်တော်တို့စစ်ကောင်စီဒါအလိုတော်ကြ သူရင်းမဟုတ် lobby တွေကနေပြီးတော့တစ်ဖက်လက်သတင်းတွေနဲ့ထုတ်ပြန်ခဲ့တဲ့ NUG ကျွန်တော်တို့ဒါမြို့သားညီညွတ်ရေးအစိုးရတနည်းအားဖြင့်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဒါပြစ်ချနိုင်တဲ့တိုက်လေရှင်အခုအချိန်ထိမရှိသေးဘူးဆိုတော့ NUG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝေဟင်ပြစ်ပခုံးထမ်းဆိုတော့ငှက်ပြစ်ငှက်ကင်ကိစ္စတွေမှာကမ်ပိန်းတွေလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုဥတီပြီးတော့တိုက်ခိုက်လာတဲ့သတင်းတွေဒီပိုင်းနဲ့ထွက်ပေါ်လာတာပါဒါဟာအရန်ကို an all ဘုကောင်းပါတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေဒါကိုကျွန်တော်တို့သတိနဲ့စင်ချင်းသုံးသပ်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတာကျွန်တော်လီဘဲထွေကိုဘလို့ပဲမီးဖုတ်ဖို့မီးကင်ကင်ဘလို့မျိုးပဲအခြားဖက်စစ်ခွေးတက်ရတိုက်လီရင်ကိုဘသူပြစ်ချပြစ်ချအဓိကကတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝင်းကိုညှီမှုကြောင့်ဖြစ်တယ်ဆိုပြီးဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ JFMD ဒါတိုက်လီရင်တရုတ်နိုင်ငံထုတ် ီတိုက်လေယာဉ်ကိုကျွန်တော်ပခုံးထမ်း man pad offensive မြေပြင်ကနေပြီးတော့ဝေဟင်ကိုပစ်ချတဲ့ကျွန်တော်တို့ဝေဟင်ပစ်လက်နဲ့ပစ်ချနိုင်ခဲ့တယ်လို့အမေရိကန်လုံခြုံရေးဆိုင်ရာသုတေသီတွေကဒီဂရီမှာ ထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်ဟုတ်ပြီဒီသတင်းမပြောခင်မှာကျွန်တော်ရဲ့မိဘတွေကိုတစ်ဆက်တည်းကျွန်တော်တင်ပြချင်တာကဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ကဘာစမီးတွေကလည်းစတင်ပြီးတော့မီးမွှေးနေတဲ့အခြေအနေတွေအများကြီးရှိတယ် ီးတော့ကျွန်တော်တို့ရုရှားကထုတ်ပြန်ကြေညာချက်တွေမှာလည်းကျွန်တော်တို့ဒါတတိယကမ္ဘာစစ်စပြီလို့သူတို့ဘက်ကသတ်မှတ်ပြောဆိုလာတဲ့အခြေအနေတွေတောင်မှကျွန်တော်တို့ကြားနေရတယ်ပြီးတော့ကျွန်တော်တို့ဒါနိုင်ငံတော်တော်များများမှာလည်းစစ်မှတ်ဖြစ်ပွားနေတဲ့အခြေအနေတွေကိုကျွန်တော်တို့သိနေရတယ်ဒါ့ပေမဲ့ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ဒီအာနာရှင်အမျက်ချေမုန်းနေတဲ့အခုဆက်စင်ရှိမှာတကွာလုံးမှရှိတဲ့မိဘပြည်သူတွေရာခဏိတိုင်းအာယုံဆိုင်နေစေဆိုတာကို ကျွန်တော်တို့အထူးခြားစွာတွေ့နေရတယ် ဒါကြောင့်အမေရိကန်ရဲ့ဒါစေတသိက်တီတွေကလက်ရှိကျွန်တော်နိုင်ငံတဲ့တွင်းထဲမှာဖြစ်ပျက်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ဒါစည်ရေးဆိုင်ရာသုတေသီတွေကိုသူတို့ဘက်ကနေပြီးတော့ထုတ်ပြန်ကြီးညာတာကိုလည်းကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒါရခိုင်နဲ့ပတ်သက်ပြီးတော့ထိတွေ့ဆက်ဆံရမယ့်အခြေအနေပြီးတော့ကျွန်တော်တိုင်းသားနေမြေမှာကျွန်တော်တိုင်းသားတပွဲဝင်တွေထိ ंछ ုတ်ထားတဲ့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ်စကားပြောဆက်ဆံရမယ့်အခြေအနေကိုကမ္ဘာနိုင်ငံတည်တည်ကပြောဆိုလာတာတွေရှိတယ်ထို့နည်းကောင်းမဲ့ကရင်ပြည်နယ်မှာလည်းပဲဒီပုံစံမျိုးလေးကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒီနေ့ဗီဒီယိုအဆုံးသက်ဤကုန်းမှာကျွန်တော်ဒါကရင်ပကညောကြီးတွေရဲ့အကြောင်းကိုဖြစ်ဆွပြီးတော့တင်ပြပေးသွားမှာဖြစ်တယ်ဟုတ်ပြီဒါကတော့လက်ရှိဒါကမ္ဘာအခင်းအကျင်းတိုက်ပွဲများစွာစစ်ပွဲများစွာ ဖြစ်လာနိုင်တဲ့အခြေအနေအများကြီးတဲမှာကျွန်တော်နိုင်ငံရဲ့အာဏာရှင် ဒါအမြင့်ဖြတ်ချေမုံနဲ့ဒီကြိုက်ပွဲဟာလည်းပဲဘာကြီးရဲ့တနေရာမှာလက်ရှိအရေးပါဆဲရှိနေတယ်ဆိုတာကိုလည်းကျွန်တော်မိဘတွေကိုတင်ပြနေတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမြောက်ပိုင်းမှာ GFSB ကိုပြချလိုက်တဲ့ဒီတိုက်လေရှင်ကတရုတ်နိုင်ငံထုတ်ဖြစ်တယ်ဆိုတော့လက်ရှိအချိန်စစ်ပွဲတွေမှာအိန္ဒိယပါကစ္စတန်စတဲ့စစ်ပွဲတွေမှာလည်းပဲတရုတ်နိုင်ငံထုတ်တိုက်လေရှင်တွေတရုတ်နိုင်ငံထုတ်လေကြောင်းရန်ကာကွယ်ရေးတွေတရုတ်နိုင်ငံထုတ်ပစ္စည်းတွေနဲ့ အချို့သောနိုင်ငံတွေကဒါတိုက်ခိုက်ရေးတွေစတင်ခဲ့တာရှိတယ်ကာကွယ်ရေးတွေပြင်ဆင်နေကြတာရှိတယ်ဒီအချိန်နေမှာတရုတ်ဟာဒါကမ္ဘာစာမျက်နှာပြန်มาလဲပဲဘယ်နိုင်ငံမှသူတို့စည်းအနေနဲ့မပါဘူးဂျာနီနိုင်ငံဘာလို့ပြောဆိုနေပေမဲ့ကမ္ဘာအရေးအယံမှာရှိတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့သူတို့ဟာလက်နက်ရောင်းစားနေတဲ့နိုင်ငံဆိုတာကိုလည်းကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်တယ်ကျွန်တော်တို့နိုင်ငံရဲ့ ခဏအချိန်ထိဒါလွတ်လည်ရတဲ့ကာလမှသည်ဒါပြည်တွင်းစစ်လို့ကောင်းစင်တက်ပြီးတော့တိုက်ပွဲမြောင်းများစွာဖြစ်နေကြပါတယ်ဒီတိုက်ပွဲတွေအတွင်းမှာတရုတ်ဟာကျွန်တော်နိုင်ငံရဲ့စစ်မီးကိုစတင်မွေးခဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ကျွန်တော်ရဲ့ညီကိုမောင်မားတွေတတိပြုမိမယ်လို့လည်းကျွန်တော်ကယူဆပါတယ်လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ ဒီတိုက်ပွဲတွေမှာစစ်သုံးစရိတ်တိုင်းဟာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံတွေရဲ့အာစေကဝတ်တစ်ခုအနေနဲ့ကျွန်တော်တို့ဟာအချက်တဲတွေကိုရင်ဆိုင်ကြော်ဖြတ်နေရပါတယ်ဒီထဲမှာတရုတ်နိုင်ငံဟာထင်ရှားတဲ့နိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ပြည်တွင်းစစ်ကိုစတင်ပြီးမှုေခဲ့တဲ့သူတွေပါဟုတ်ပြီနောက်ဖက်လုံးကိုလက်နက်ရောင်းပေးနေတယ်လို့ပြောမယ်ဆိုရင်လည်းပဲ အဲ့လိုသတ်မှတ်လို့ရတဲ့အခြေအနေတခုလည်းရှိနေပါလေ။ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောနိုင်တာလဲဆိုရင် JFMT ဒါတိုက်လေရင်းတွေကိုစစ်ရှုံးကောင်တွေကိုရောင်းခဲ့တာကလည်းတရုတ်ဖြစ်တယ်။ပြီးတော့အဲ့ဒီ JFMT တိုက်လေရင်းကိုဒီကနေ့ဒါအမေရိကန်ရဲ့လူမျိုးရေးဆိုင်ရာစီရင်သုတေတီတွေထုတ်ပြန်ကြေညာချက်အရာကျွန်တော်တို့ offenses manpower ပခုံးထမ်း launcher မြေပြင်ကနေဝေဟင်ကို ပစ်တဲ့အမျိုးအစားနဲ့ပြချနိုင်တာဖြစ်တဲ့ဆိုရင်အဲ့ဒီ F1 စကလည်းဒီဟုတ်ကထုတ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာပြည်တွင်းစစ်ဒါသက်ရှေချာစီဖို့အတွက်ပြီးတော့အခုလိုမျိုးစစ်မီးတွေဖြစ်ဖို့အတွက်သူတို့ဟာရွေချက်ရှိစွာစစ်မီးမှုပြီးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုသူတို့ရဲ့အကျိုးစီးပွားမျိုးမျိုးမြတ်မြတ်ရရှိဖို့အတွက် ခြာနေနေခဲ့တာအလွန်အင်မတန်ကြာနေပြီဆိုတာကိုကျွန်တော်တို့ဒီကနေ့ထပ်မံပြီးတော့သက်သေနေတကွာတွေ့လိုက်ရတာဖြစ်တယ်ကျွန်တော်တို့ဘလောက်ထိကြောင်းမွေးနေပါစေကျွန်တော်တို့ဘလောက်ထိကူညီမဲ့ဖြစ်နေပါစေကျွန်တော်တို့ဘလောက်ထိစင်းရဲမွေးတည်နေပါစေအာရှမှာစင်းရဲဆုံးဆိုတဲ့စင်းအထိရောက်သွားသည့်တိုင်အောင်ကျွန်တော်နိုင်ငံသားတွေကိုပဲအသုံးပြုပြီးတော့သူတို့ရဲ့အကျိုးအမြတ်အတွက်သူတို့တွေ Jokman Lily စီစဉ်ဆောင်ရွက်နေတယ်ဆိုတာကိုကျွန်တော်တို့မိဘပြည်သူတွေတူးကျစီတိုင်းသတိပြုစင်ချင်ရမှာဖြစ်တယ်။ဒါကြောင့်ဒီပွဲကိုကျွန်တော်တို့မြ мян ဖြတ်ကြမယ်။မြ мян ဖြတ်ဖို့အတွက်လည်းကျွန်တော်တို့ကင်းပြည်နယ်မှာဖားစီဒန်တွေတန်ဆုံထွက်ပေါ်လာပါတော့မယ်လို့ကျွန်တော်မိဘတွေကိုအရင်ဆုံး message ပေးချင်ပါတယ်။ဟုတ်ပြီ လက်ရှိချိန်မှာတရုတ်နိုင်ငံလိုတိုက်လေရှင်တွေဟာကျွန်တော်နိုင်ငံအတွင်းထဲမှာကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေတနည်းအားဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ချမှုတွေကြောင့်သူတို့ရဲ့ဒါတိုက်လေရှင်ဇီးကွက်ကြီးဟာလည်းပဲပျက်စီးခဲ့လို့တဘာလုံးကစောင့်ကြည့်နေတဲ့အခြေအနေတွေဟာလည်းယုံကြည်ပြောင်းလဲသွားကြပါတယ်ဆိုတော့အခုဆိုရင်ဒါအိန္ဒိယပါကစ္စတန်မှာဒါတိုက်ပွဲတွေစစ်ပွဲတွေဖြစ်နေတယ်ပြီးတော့ Ukraine ဒါရုရှားစသည့်အဖြစ်ပြီးတော့အီရန်စတဲ့နိုင်ငံတွေမှာဒါစစ်မှန်ဖြစ်နေတဲ့အချိန်မှာကမ္ဘာနိုင်ငံကြီးတွေကလက်နက်ရောင်းစားဖို့အတွက်အပြိုင်အဆိုင်နေရာယူနေကြတာပါဆိုတော့သူတို့ရဲ့လက်နက်တွေသူတို့နိုင်ငံကထုတ်တဲ့ပစ္စည်းတွေကဘလောက်ထိအသုံးတည်လဲပြီးတော့အသုံးဝင်လဲဆိုတာကိုလက်ရှိစစ်ပွဲကာလတွေမှာပဲကျွန်တော်တို့အခြေသောသုတေသီတွေကဆုံးဖြတ်ချရတာဖြစ်တယ် ဆိုတော့နိုင်ကဘာကြီးကိုကြည့်မယ်ဆိုရင်ဒါစစ်ပွဲနဲ့ပတ်သက်ပြီးတော့မပြတ်တာကိုကျွန်တော်တို့ထူးဆန်းစွာတွေ့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဥပမာတရုတ်နိုင်ငံကထုတ်တဲ့ဒါစစ်သုံးပစ္စည်းစစ်လက်နက်ပစ္စည်းတွေဟာတရုတ်နိုင်ငံအတွင်းထဲမှာတိုက်ပွဲမှာဖြစ်တဲ့အတွက်မဖြစ်မနေသူတို့ရဲ့လက်နက်တွေကို upgrade လုပ်တဲ့နေရာမှာသူတို့ရဲ့အရင်လက်နက်အဟောင်းတွေတိုက်လေရင်အဟောင်းတွေ ဘုံဒီအဟောင်းတွေကိုသူတို့တွေစွန့်ပစ်ဖို့နေရာလိုပါတယ်။ကဘာကြီးမှာကျွန်တော်လူကိုသေစေနိုင်တဲ့လက်နက်ပစ္စည်းကိုစွန့်ပစ်ဖို့အတွက်နေရာမထားတာပေါ့။ဆိုတော့စွန့်ပစ်မဲ့ဆိုရင်တောင်မှကဘာရဲ့ကျွန်တော်တို့ဒါအခြားသောငွေကြေးကုန်စားစိတ်အမြောက်အများရှိပါတယ်။ဆိုတော့ဒီအချိန်တွေမှာတရုတ်ကကျွန်တော်နိုင်ငံရဲ့လက်ရှိ ဒါစမီမှွေးပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာတို့နိုင်ငံကသုံးလို့မရတော့တဲ့ဒါမှမဟုတ်တို့နိုင်ငံရကျွန်တော် upgrade ဖြစ်သွားတဲ့လက်နက်လက်နက်တွေအရင်တော့ကထုတ်ခဲ့တဲ့လက်နက်တွေပြီးတော့လက်ပစ်ဘုံတွေဘုံဒီအမြောက်အများစသည့်အပြစ်ဆက်လက်နက်ပစ္စည်းတွေကိုကျွန်တော်နိုင်ငံအတွင်းထဲမှာပြည်တွင်းစစ်ကူမီမှွေးပြီးတော့တို့ဟာ ဆုံးဖြတ်ရမယ့်လက်နက်တွေအနေအားမှာကျွန်တော်နိုင်ငံကိုရောင်းချပြီးတော့မျိုးမျိုးမြက်မြက်အကျိုးစီးပွားတွေရယူပြီးတော့သူတို့တွေတိစောက်နေတာဖြစ်တယ်။ဆိုတော့ဒီနိုင်ငံတနိုင်ငံလဲတာအခြားသောနိုင်ငံတွေလည်းဒီဖြစ်စဉ်မှာပါဝင်မှုတွေရှိနေပါတယ်။ဒါလေးကိုလည်းကျွန်တော်မိဘပြည်သူတွေသိဖို့လိုတယ်ကျွန်တော်တိုင်းရင်းသားဒါခေါင်းဆောင်ကြီးတွေသိဖို့လိုတယ်။ဆိုတော့ NUG ကျွန်တော်တို့ကာကွယ်သောတပ်ဖွဲ့ဝင်အသီးသီးနဲ့လက်ရှိကျွန်တော်တို့ ဒါဝิญญဌာနအတိအသည့်ဟာလည်းမြေပြင်အထိဆင်းပြီးတော့ကျွန်တော်တို့အနီးကပ်ကြီးကျယ်ဆောင်ရွက်နေတာကိုကျွန်တော်တို့ဒီနေ့တွေ့ရမှာဖြစ်တဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာရန်ကုန်နဲ့အနီးဆုံးအထိရွေရှားအနီးကပ်ဆောင်ရွက်နေတာကိုကျွန်တော်တို့ဒီကနေ့ရဲ့2025တိုက်ပွဲကာလတွေမှာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ခုအစာပိုင်းမှာတင်ပြခဲ့တဲ့ JFMT တိုက်လေရှင်ကိုကျွန်တော်တို့ပခုံးထမ်း Manpad FN6 အမျိုးအစားနဲ့တချနိုင်တဲ့ဆိုတဲ့ဒါဒရင်ရင်းမြစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေရှင်းလင်းကွဲပြားသွားပြီလို့တော့ကျွန်တော်ယူဆပါတယ်ဆိုတော့ကျွန်တော်တို့ဒါ P PLA ဒါမှမဟုတ်တိုင်းသားတပ်ဖွဲ့ဝင်တွေဒီတပ်ဖွဲ့ဝင်တွေကတော့သူတို့ဘယ်မျိုးစားကိုတုံပြီးတော့လေရင်ကိုကောင်တာပြန်ပစ်ခဲ့တယ်ဆိုတော့ကိုတော့ထုတ်ပြန်ကြေညာမှာမဟုတ်ဘူးဒီလိုမျိုးထုတ်ပြန်ကြေညာဖို့အချိန်ကလည်းမရောက်သေးဘူး ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ဒါဟိုဘက်ရက်ကကလော်ဘီကဒါကြော်မျိုးမင်းဆိုရင်သူပြောဆိုလာတာရှိတယ်ဟုတ်ပြီမင်းတို့ဒါ Jeff Sandy တိုက်လီရှင်ကိုပြချနိုင်ခဲ့တယ်ဆိုတက်တည်ပြဒါမျိုးတွေသူတို့ကကလေးများလို့စိန်ခေါ်တဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ကတော့အယူအကျကျွန်တော်တို့ကဒါတွေကိုချပြစရာအကြောင်းမရှိဘူးဒါလေးကိုလည်းကျွန်တော်မြင်ပါတယ်နားလည်မယ်လို့ညွှန်လိုက်တယ်ကျွန်တော်တို့ဟာမိဘပြည်သူတွေ အမှန်တကယ်ဒါဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံရရှိဖို့အတွက်ဒီမျိုးစုံနဲ့ပေးဆက်တိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ဆိုတော့အကြမ်းဖက်စစ်ခွေးအုပ်စုဟာလည်းပဲကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတဲ့ဒါကျွန်တော်တို့ညီကိုမောင်တို့မှတိုင်းရင်းသားတွေရဲ့စီလုံးမှုမဖြစ်အောင်ဒါကိုပဲသူတို့ကအမျိုးမျိုးသွေးခွဲအုပ်ချုပ်ပြီးတော့လုလာခဲ့တာဒါကိနေတော်လန်ရေးရဲ့အဆုံးအဖြတ်အချိန်နောက်ဆုံးသောတိုက်ပွဲရောက်တဲ့အချိန်ထိတိုင်အောင် တက်ထောက်ခံတဲ့သူတွေဆိုပြီးတော့သူတို့ကခွဲခြားခဲ့တာဖြစ်တယ်။အခုတက်ထောက်ခံတဲ့သူတွေအာတက်ရဲ့ဘောစပက်ရှယ်ပလန်နဲ့မနေတဲ့ရက်ွက်အတွင်းထဲမှာမြူစောထီးတွေနဲ့အကြမ်းဖက်စစ်ခွေးတက်ကရဲခွေးတွေစစ်ခွေးတွေအချင်းချင်းပြန်ကိုက်နေတဲ့သတင်းကြွမ်းမိပါတယ်ကြားမှာပါ။ဒါရန်ကုန်မှာဒီကနေ့မှာပဲလက်ကြည့်မြင်နိုင်မှာဒါအကြမ်းဖက်စစ်ခွေးတက်ရဲ့ရဲခွေးတွေနဲ့ကျွန်တော်တို့မြူစောထီးတွေအပြန်အလှန်ပြစ်ခတ်ခဲ့တဲ့အကြောင်းကိုလည်းကြွမ်းမိပါတယ်ကြားရမှာဖြစ်တဲ့ဒေသခံတွေဟာ နေ့စဉ်ရန်ကုန်တဲမှာတောင်မှတနတ်တန်တွေစူညံစွာကြားနေရပြီဒါဟာသူတို့ချင်းချင်းဒါအုပ်ချုပ်လို့မရတဲ့အခြေအနေသူတို့တွေတက်ပြတ်နေတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့မြည်သည့်နေရာမဆိုကျော်ဒေါ်လာသောတပ်ဖွဲ့ဝင်တွေကအချိန်မရွေးရောက်ရှိလာနိုင်တယ်ဆိုတော့ခေါင်းလောင်းထိုးလိုက်တဲ့အတန်ဖြစ်ပါတယ် ကျွန်တော်တို့လူငယ်တွေအမြဲတမ်းဒါမိဘတွေကိုတင်ပြနေတဲ့အစကားရက်ထဲမှာပါတယ်ကျွန်တော်ရဲ့ရန်ကုန်ကိုကျွန်တော်တို့လာမှာဖြစ်တယ်ဆိုတော့တေချာပေါ့ကျွန်တော်တို့ရောက်လာတဲ့အချိန်မှာအဲ့ဒီအခုပေါ့နော်ဒါဆိုးသွမ်းမိုက်ရိုင်းနေတဲ့ကောင်းလေးပြီးတော့အော်လက်ကင်ဒုတ်အုံပြုခံနေတဲ့ခွေးရိုးကိုက်နေတဲ့ကောင်းလေးဟာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတန်ကြားတာနဲ့အဲ့ကောင်းလေးအကုန်လုံးချက်ပြောင်းငှက်ပြောင်းပျောက်သွားမှာဖြစ်တယ်ဆိုတော့ဒီပွဲဟာကျွန်တော်တို့ကအမြင့်ကပါ နှုတ်ပြီးတော့မီလန်နေတဲ့ပွဲဆိုတဲ့အခါမဲ့ကျွန်တော်မိဘပြည်သူတွေရဲ့ဒါဒရင်ပေပေါ်မှုတွေဝင်ကူညီမှုတွေဟာဒီတိုက်ပွဲရဲ့အဆုံးဖြတ်တွေဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ရဲ့ကျွန်တော်တော်လိုင်းကြီးမှာအရေးကြီးတဲ့အပိုင်းလေးတစ်ခုလည်းထပ်မံပြီးတော့တင်ပြပေးချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကရင်စေးအခြေအနေဖြစ်ပါတယ်ကျွန်တော်တို့ပကညောကြီးတွေဟာကင်ပင်းရဲ့ကျွန်တော်တို့ဒါတိုက်ပွဲတွေမှာသူတွေဘာနဲ့စားပြီးတော့ ိုက်ပွဲဝင်ခဲ့တာလဲဆိုတာကိုကျွန်တော်မိဘတွေတိဖို့လိုပါတယ်။ KNU တက်မှာမှာဟိုးနှစ်ပေါင်းများစွာတဲ့ကဒါစစ်မှုထမ်းခဲ့တဲ့ပြီးတော့ကရင်အတွက်ဒါအသက်အိုးအင်းစည်းစိမ်တွေပိဆက်ခဲ့တဲ့ပကညောကြီးတွေကရင်တိုင်းရင်းသားကြီးတွေကဘာလာစာမှရှိပဲနဲ့သူတို့တိုက်ပွဲဝင်နေတာခဏချိန်ထိဖြစ်ပါတယ်။ဆိုတော့ဒီကနေ့မှာတော့ကော်တူလေးနိုင်ငံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကိုကျွန်တော်တို့အားရပွဲတွေ့ရမှာဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့လူငယ်တွေအကုန်လုံးကစောင့်ဆိုင်းနေကြတာပါဘယ်လိုအချိန်တွေမှာဘယ်လိုမျိုးထုတ်ပြန်ပညာချက်တွေထွက်လာမလဲဆိုတာကို KNU ကအချိန်ဂိုင်းကောင်းမွန်စွာစီစဉ်ထားတာကိုကျွန်တော်တို့ထပ်မံပြီးတော့ထူးထူးခြားခြားတွေ့လျက်ရပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါ ARRI ကျွန်တော်တို့ပကူရန်ကုန်စတဲ့စစ်စင်ရေးတွေမှာကရင်ဟာအရေးကြီးပါတယ် ကင်နီယာဘလောက်ထိနေပြီဖြန့်ကျက်နိုင်လဲဆိုရင်လက်ရှိအမ်ဒါပြီးခဲ့တဲ့တစ်ဆင့်တစ်ဆက်ကိုစစ်စင်ရေးရဲ့ MNTAA နဲ့ညီနောင်မမိတ်၃ဘွဲ့ဒါတိုက်ပွဲတွေပေါ်ဆောင်ခဲ့တဲ့အောင်မြင်မှုတွေအထိပါကရင်ပါနေတာပါအရင်ထူးဆန်းမှုကောင်းတယ်เนาะကျွန်တော်ပြောရအတတောင်ပိုင်းရနဲ့ဟိုးမြောက်ပိုင်းအထိပြီးတော့ကျွန်တော်တို့အရခတ်တော် AA နဲ့ဒါလက်ရှိစီးရေးပုံဖော်နေတဲ့နေရာမှာလည်းကရင်ပါပါသေးတယ်ပြီးတော့ကျွန်တော်တို့အာကျွန်တော်အားလုံးရဲ့အသိဉာဏ်လုံးဖြစ်တဲ့အညာမြင် ီညာမြေမှာလည်းပဲကျွန်တော်ကရင်တပ်ဖွဲ့ဝင်တွေရှိတယ်ပြီးတော့ကရင်ပြည်နယ်အတွင်းမှာကျွန်တော်တို့စည်ရေးလေ့ကျင့်ပြီးတော့ဒါကျွန်တော်တို့တိုက်ခိုက်ရေးအစစ်ကြီးစစ်ထွက်နောက်ဆုံးမိုင်းလုံးငန်းစင်တွေပြီးတော့လက်နက်ထုတ်တဲ့ဒါအခြေခံတပ်ပညာတွေအကုန်လုံးကိုကျွန်တော်ကရင်နယ်မြေမှာသင်ကြားပြီးတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်မြို့ပြပြည်သူတွေကိုကာကွယ်တဲ့လုပ်ငန်းစဉ်တွေအထိပါဖြန့်ကျက်နိုင်တာဖြစ်တယ်။ဟုတ်ပြီ။ကရင်ကတော့ အခုတို့ရဲ့လှုပ်ဆောင်မှုပါပြင်း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 ဖြစ်ပေါ်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်တို့ကရင်အကျိုးစီးပွားအတွက်မဟုတ်ဘဲနဲ့ကရင်အမျိုးသားတစ်ခုလုံးကိုဒါခွဲထွက်ပြီးတော့ဒါစုဖွဲ့အစုဖွဲ့တွေမျိုးစုံဖြစ်အောင်ဖန်တီးနိုင်ခဲ့ပေမဲ့အခုအချိန်မှာကရင်ဟာတဖွဲ့တဲ့ အစည်းတဲ့တလုံးနဲ့ဖြစ်နေတာကိုလည်းပဲကျွန်တော်ထူးခြားစွာတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ကရင်တိုင်းသားညီကိုမောင်တော်တွေအားလုံးလည်းဘုံယူဝဲမြောက်နေမယ်လို့တော့ကျွန်တော်မျှော်လင့်နေကျွန်တော်တို့ကတော့ဒါကရင်ဗမာကရင်မွန်ကရင်ရခိုင် အားလုံးအတူပဲမှုလို့ကရင်အားဟာကျွန်တော်တို့ရဲ့အားဖြစ်ပါတယ်။ဆိုတော့အခုကရင်ရဲ့ဒါဘတူလေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ကြေညာချက်တွေပြီးတော့ကရင်တိုင်းရင်းသားတပ်ဖွဲ့ဝင်အသီးသီးရဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပုံစံမတူပေမဲ့အားလုံးဟာကျွန်တော်တို့အာနာရှင်မှန်သမျှမြေဖြတ်ချိန်မုံတဲ့ပွဲမှာပါဝင်နေပြီဖြစ်တဲ့အကြောင်းကိုပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပါရစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်အဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ဒါလှုပ်ဆောင်ရတဲ့ကိစ္စတွေရှိပါတယ်ပြီးတော့အာမိုးရသည့်ကာလပြီးတော့ဒါတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာကျွန်တော်လိုအပ်ချက်တွေအများကြီးရှိပါတယ် ဆိုတော့ဒီအတွက်အဲ့ဒီဒါလိုအပ်ချက်တွေအတွက်ကျွန်တော်လည်းကြိုးစားပြီးတော့ဝင်းရံကူညီနေတဲ့အခြေအနေတွေမှာကျွန်တော်သတင်းတင်ဆက်မှုအားနေတာရှိရယ်ဆိုရင်လည်းကျွန်တော်မိဘတွေကို လေးလေးနက်နက်တောင်းပန်လိုပါတယ်လက်ရှိအချိန်မှာကျွန်တော်တို့ဒါစစ်ကြောင်းတွေအသီးသီးတိုင်းတစ်ဖွဲ့တွေအသီးသီးဟာပုံမကောင်းမင်ုံနဲ့ထိုးစစ်ကြီးတွေကိုဆင်းနေနိုင်ဖို့အတွက်ကျွန်တော်ရဲ့ရိတ်ခါတွေကျွန်တော်ရဲ့လက်နက်ခဲယမ်းတွေကျွန်တော်တို့ရဲ့စစ်သုံးပစ္စည်းတွေကျွန်တော်တို့ရဲ့တပ်တီတပ်ရည်တွေအတွက်ကြီးမားတဲ့အပြောင်းလဲတွေကိုပြင်ဆင်နေဖြစ်တဲ့ကြောင်း ပြောကြရင်လည်းဒီနေ့ဗီဒီယိုကိုအဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီဆက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပေးစစ်ပေးကင်မရာနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစတဲ့ဘေးနဲ့ကင်းရှင်းပါစေကြောင့်လေးနေနဲ့စူတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ